go to sense of လုံးမဲမင်္ဂလာပါကျမစောငိမ့်အေးပါခုဗီဒီယိုမှာကတော့ Python programming နဲ့ပတ်သက်ပြီးတော့မှကလေးတွေကို Python programming for kids အတွဲမျှဝေပေးရင်းနဲ့အားလုံးတွေဟို knowledge sharing လုပ်ပေးခြင်းဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျမတို့တစ်ချက်ကြည့်အောင် ကျမဒီမှာစာကြောင်းလေး၃ကြောင်းရေးထားတယ်ပေါ့နော်ဆိုတော့ဒါကဒီ Python language အနေနဲ့ရေးထားတာ၃ကြောင်းပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကို ကျမကတိမ့်ပြီးတဲ့အခါကျရင် program လေးကို run ကြည့်လိုက်မယ်ဆိုတော့ဒါက program run တဲ့နေရာပေါ့နော် F5 နှိပ်တဲ့အခါမှာ program လေး run တဲ့အခါမှာ internet ပေါ့ collision နဲ့ number ကိုရိုက်ထည့်မယ်ဥပမာဆိုပါဆိုကျမက file လို့ရိုက်ထည့်လိုက်အခါကျတာ file ဒါကျမရိုက်ထည့်လိုက်ပြီးပြီးရတယ် enter call လိုက်တဲ့အခါကျရင်ဒါသူနဲ့ file ရဲ့အလီပေါ့နော်ကျမငယ်ငယ်ကဆို၅၄၅နဲ့ ဆိုတဲ့နော်စနစ်ထိပေါ့နော်ဆိုတော့ဒါလေးကအဲဒါ program လေးလိုထွက်လာတယ်ပေါ့နော် okay ကြည့်ရဆိုလို့ရှိရင်နောက်တစ်ခေါက် run ကြည့်မယ်နောက်တစ်ခေါက် run တဲ့အခါကျရင်ကဲကျွန်မက အဲအလီဘယ်လီရချင်တယ်လေပေါ့နော်ကိုလိုချင်တဲ့အလီဒီမှာကိုရိုက်ထဲလိုက်တယ်တံပိုးပေါ်မှာမူတည်ပြီးတော့မှဒီလိုထွက်လာမှာဖြစ်ပါတယ်ပေါ့ဆိုတော့ဒီလိုလေးထွက်လာအောင်က ရေးတဲ့အခါဒါကနောက်ဆုံးဒီလို reset ပေါ့နော် internet number နေရာမှာကိုစိတ်တိုင်းကြကြိုက်တဲ့အလီရိုက်ထဲလို့ရပါတယ်ကိုကတကယ်လို့ Okay. ဟုတ်ပြီနော်ဆိုတော့ကိုရိုက်ထဲလိုက်တဲ့ခဏန်းပေါ်မှာမူတည်ပြီးတော့မှတက်ကနေ စနစ်ထိပေါ့နော်သူကဒီအလီအနေနဲ့ဖော်ပြပေးသွားတာဖြစ်တယ်။ဒါဆိုလို့ရှိရင်ဒီမှာက example အနေနဲ့ကကြတော့ inter number ဆိုပြီးမှဒါကတော့ကိုရိုက်ထဲရမယ့်ခဏန်းပေါ့ဒီနေရာမှာကိုစိတ်တိုင်းကြားရိုက်တဲ့ number ကိုရိုက်ထဲလို့ရတယ်။တနည်းအားဖြင့်ဒါဒီပါလဲဆိုလို့ရှိရင်ကို ရိုက်တဲ့အရာကိုလက်ခံလိုက်တယ်ကိုတန်ဖိုးကိုရိုက်ထဲလိုက်တဲ့အရာကိုသူကလက်ခံပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုလက်ခံဖို့အတွက်ဒီတချောင်းအတွက်ကိုဘယ်လိုရေးရလဲဆိုရင်ဒီလိုလေးရေးရတာဖြစ်ပါတယ်ဒီတချောင်းအတွက်နော်ဘယ်လိုရေးရလဲဆိုလို့အဲ့မှာကြည့်ကြည့်အောင် ဒီမှာ intern number လို့ဒီမှာပေါ်လာတယ်ဆိုရင်လည်းဒီမှာ intern number စိမ်မှာကိုပေါ်စီခြင်းနဲ့စာသားကိုဒီမှာဘာလို့ရလဲဆိုလို့ရှိရင်ဒီမှာ double code အဲဒီမှာ double code လေးထဲမှာအတွင်းမှာထည့်ပေးရ intern number ဆိုရင် intern number intern your number ဆိုလဲကိုပေါ်စီခြင်းနဲ့စာသားကို double code ထဲမှာထည့်ပေးရတာဖြစ်ပါတယ်နောက်တစ်ချက်ဒီမှာ input လို့ပြောခြင်းအပြင်ကို input အနေနဲ့သူကလက်ခံပေးတာပေါ့เนาะဒါဆိုရင် input လို့သုံးခြင်းအပြင်ဒါဒီ input ဆိုတာဒီ function သူရဲ့စက်ထဲမှာ အောင်မလေးသူရဲ့ဆက်ထဲမှာပါလာပြီးတဲ့ function ရဲ့နာမည်ပေါ့နော် input function အဲနောက်တစ်ချက်ကကြတော့ dint ဆိုတဲ့အဓိပ္ပာယ်ပါလေ int ဆိုတဲ့အဓိပ္ပာယ်ဒီ integer ကိန်းပြည့်ကို ဆိုလိုတာဖြစ်ပါတယ်ကိုကကိုရိုက်လိုက်တဲ့ခဏန်းကို integer အဖြစ်ပြောင်းပေးတဲ့ function ဖြစ်တယ် အဲ့ဆိုပြန်ပြောမယ်ကိုပေါ်စေဂျန်နဲ့စာသားကိုဒါပဲကုတ်ထဲမှာထည့်ပါမယ်လက္ခဏာဖြစ်တဲ့အတွက် input ဆိုတဲ့အရာသုံးမယ်ပြီးရင်ကုတ်ထည့်လိုက်တဲ့ number ကိုဒီ integer ချင်းပြင်တယ်ဆိုရင် int လို့သုံးတာဖြစ်ပါတယ်ပြီးရင်ဘယ်ထဲကိုထည့်လိုက်လဲဆိုတော့ and ထဲကိုထည့်တယ်ဆိုတော့ and မြများချင်းလို့တော့ညီတယ်လို့ဆိုလိုတာမဟုတ်ဒီညာဘက်ကဟာကိုဒီဘယ်ဘက်ကိုဒီ and ထဲကိုထည့်တယ်လို့ပြောရမှာဖြစ်ပါတယ်ဒီလိုမြင်ရမှာဆိုတော့ကုတ်ထည့်လိုက်တဲ့ number ဒီဘယ်ထဲရောက်သွားလဲဆိုရင် and ထဲကိုရောက်သွားမယ် ดาดีปฐมาลาย ရပြီเนาะဆိုတော့နောက်တစ်ခုကဒီအောက်ဖက်ကဒီလိုပေါ်စေချင်တယ်လို့ပြောတဲ့နေရာမှာကဲဆိုပါဆို ကျမတို့ကဒီနှစ်နှစ်နှစ်နဲ့ပေါ့เนาะဒီအရာကြီးထောက်လျှောက်ကြီးအဲ့ဒီအရာဒီကိုထဲလိုက်တဲ့အရာတနည်းအားဖြင့်ဒီမှာဒီကိုလက်ခံလိုက်တဲ့အရာဒီအန်ဆိုတဲ့အရာလေးဖြစ်တဲ့အတွက်မျက်စိတဲမြင်ရမှာကဒီအပေါ်ကနေစားပြီးဒါလျှောက်နှစ်ကဩဒါအန်ကိုကိုစားပြုတာပါလားပေါ့ပြောချင်တာငါးလီဖြင့်ငါးလီရှစ်လီဖြင့်ရှစ်လီပေါ့เนาะဒါဒီဒီထောက်လျှောက်အရာကြီးဒီဘာကိုကိုစားပြုတာ ာဖြစ်တယ်ဆိုလို့ရှိရင် and ကိုကိုစားဖြူတာဖြစ်တယ်လို့ကိုကမျက်စီတွေကမြင်ရမှာဖြစ်တယ်ဒါဒီ and ငယ်ဟုတ်ပြီ။ကြည့်ရဆလို့ရှိရင်ဒီမှာကြည့်အောင်။ဒီမှာက PRINT print ဆိုတဲ့အဓိပ္ပာယ်ဒီကျမတို့အသုံးပြုတဲ့ user တွေမြင်အောင်လို့ print ထုတ်ပေးတာဖြစ်တယ်။တနည်းအားဖြင့်ရိုက်ထုတ်ပေးတယ်ပေါ့နော်။ print ဆိုရင်ကျမတို့ခုလိုမြင်ရတယ်။ဆိုတော့ဒီမှာ print ဒီလိုမြင်ရအောင်ကဒီထိတ်ဆုံးကအရာဒီ ကြည့်ရမယ့်အရာက ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီ format လေးကိုကျွန်တော်တို့ကြီးကြရအောင်ပေါ့နော်ဒီလိုလေးဒါလေးကိုတစ်ချက်ကြည့်အောင်ကြီးတဲ့အခါမှာအော်ဒီတောက်လျှောက်ကဒူးကြီးပါလားဆိုနှစ်ဆွဲနှစ်ဒီပါကိုစားပြရလဲအန်ကိုကိုစားပြရဖြစ်တဲ့အတွက်သူကဒီမှာအန် ရပြီเนาะဒါလေးကအဲအဲပြီးရခါကြရင်ဒီမှာ star လေးရလဲပေါ်ကျင်သေးတယ်ဒီမှာ star okay ဒီ star လေးကိုပေါ်ကျင်နေဆိုရင်ဒီမှာ star လေးရ star လေးကစာသားဖြစ်တဲ့အတွက်သူ့ကိုဒါပဲကုတ်လေးထဲမှာလေးလို့ထည့်ပေးရတယ်ပေါ်ကျင်တဲ့စာသားကိုဒါပဲကုတ်လေးထဲမှာထည့်ပေးရတယ်အဲ့ဒီပေါ်ကျင်တဲ့အဲ star လေးနဲ့အရှိဘက်က n ဒီ n လေးဒီဘာလို့ခေါ်လဲဆိုကျွန်မတို့နဲ့ပြောမိဟုတ်တယ် variable လို့ခေါ်ပါတယ်မသိခင်ပေါ့เนาะတနည်းအားဖြင့် container လက်သုံးလို့ရတယ်ဒီထဲကို n ဆိုတဲ့ပေါက်လေးတစ်ခုယူလိုက် တဲ့အဲ့ဒီတွေကိုကြိုက်တဲ့ခဏန်းနေထည့်မယ်ပေါ့နော်ဆိုတော့ d n ဆိုတဲ့အရာက variable တစ်ခု ပြီးရင် star ဆိုတာလေးက double quote လေးထဲမှာထည့်လိုက်တယ်ဒါလေးကတစ်ခုဆိုတော့အဲ့ဒီနှစ်ခုကိုဘာနဲ့ဆက်ပေးရလဲဆိုရင် comma လေးနဲ့ဆက်ပေးရတာဖြစ်ပါတယ်ဒါလေးက comma ကြည့်ရဆိုရှင်ဒီမှာကဒီအရာမှာကြည့်မယ်ဒီ2တွေဘာတွေဒီ and ကိုကိုစားပြုတာဖြစ်တဲ့အတွေ့ကျွန်တော်တို့ကဒီမှာပြန်လုပ်မနော် and ပြီးရင် star လေးကလည်းပေါ်ချင်သေးတယ် okay star star လေးကိုပေါ်ချင်တဲ့စာသားကိုဒါပဲကုတ်လေးထဲမှာထည့်မယ်အဲ့ဒီ and နဲ့ဒီ star နဲ့ကိုချောင်းကို comma လေးဆက်မယ်ဒီလိုဖြတ် အဲ့ဒါနောက်ခုပြီးသွားပြီနောက်တစ်ခါဒီမာလီစနစ်ဆိုတော့ဒီတောက်လျှောက်ဒီနေရာလေးကိုကြည့်အောင်ဒီနေရာမှာကျတော့ပုံသေးမဟုတ်ဘူးဘယ်ကနေဘယ်ထိချိန်မှလဲဆိုရင်တက်ကနေဒီမာလီစနစ်ထိချိန်သွားမယ်တက်ပြီးရင်နှဲနှစ်ပြီးရင်သုံးဒီလိုချိန်သွားမှာသူကကြောက်ပြောင်းသွားမှာဖြစ်တယ်တက်ကနေစနစ်ထိချိန်မယ်ပေါ့ဆိုရင်ဒါဆိုလို့ရှိရင်ဒီနေရာမှာကဲနောက်တစ်ခုထည့်ကျင်တယ်ဆိုရင်ကော်မှာပေါ့နော်ဆိုတော့ဒီမှာဘာလေးကိုကိုစားပြုလဲဆိုဒီမှာ i ဆိုရဲ့အရာလေးဒါကြိုက်တဲ့ variable ပဲ a to z အကုန်သုံးလို့ရပါတယ်ဆိုတော့ဒီမှာက ီမှာအာရင်ဆိုတဲ့အရာလေးဒီတက်ကနေစနစ်ထိပြောင်းသွားမယ်လို့မျက်စီတွေကမြင်ရမှာဒီအိုင်ဒီတက်ကနေစနစ်ထိပြောင်းဆိုတော့အိုင်ကတက်ကနေစနစ်ထိပြောင်းအောင်ဘယ်မှာရေးထားတာလဲဆိုရင်ဒီအပေါ်မှာ for တဲ့တွေ့တာ for တဲ့ဒီမှာ i အဲဒီမှာเนาะဒီမှာ variable တစ်ခုပေးထားတယ် a to z ကြိုက်တာပေးလို့ရတယ်ဟုတ်ပြီเนาะဆို i in range ဘယ်ကနေဘယ်ကနေဘယ်ထိလဲဆိုဒီမှာ တက်ကနေစပါမယ်ဆိုဒါက start ပေါ့เนาะစမယ်ဘယ်ထိလဲ73 ်ထိဒါ73မှာဆုံးမယ်။ဒါဆိုမေးစရာရှိတာက73လို့ပြောပေမဲ့ကျမတို့ဒီမျက်စိထဲမှာဒီအမြင်အောင်ကမှာက less than 73 less than 30ဖြစ်တယ်။ less than 30လို့ပြောတဲ့အတွဲတူဒီဘယ်ထိသွားမှာလဲ try အထိပဲသွားမယ်။ဒါဆိုမြင်အောင်ကမှာကစရင်တက်ကနေစတဲ့ဒါကြောင့်မို့သူကဒီမှာစနစ်မှာဆုံးမယ်ဆိုပြီးမှတခုပို့ပေးရတယ်။ဘာကြောင့်မို့လဲ less than 30ကိုကိုစားပြူတာဖြစ်တယ်ဆိုတော့တခုပို့ပေးရတယ်တတိထားပါတော့။ Okay ။အဲဆိုရင်ဒိဗေကတက်ကန ေစားမယ်ဘယ်မှာဆုံးလဲဒီမှာ73မှာဆုံးမယ် less than 13လို့ပြောတဲ့အတွက်ကျမတို့ဒီမှာ12ပေါ့နော်နောက်ဆုံးတစ်ခုဒီနောက်ကဟာလေဒီ1လေးကဘာကိုပြောရလဲဆိုတခုပြီးတခုတက်တိုးသွားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုကိုးစားပြုတာဖြစ်တယ်အဓိပ္ပာယ်က တက်ကနေစမယ်ဒီတက်ပြီးရင်တက်တိုးသွားမယ်တက်တိုးလိုက်တဲ့ခါကျဖက်သားမှလည်းနှစ်ဖြစ်မယ်သုံးဖြစ်မယ်လေးဖြစ်မယ်အဲဒါကိုဆိုလိုတာဖြစ်တယ်ဆိုတော့သူကဒီ 4i in range မှာတက်ကနေစမယ် less than 30 ठी ပါခင်ဗျာပြီးရင်တစ်ခုနဲ့တစ်ခုကြားတက်တိုးပါမယ်လို့ဒီမှာပြောလိုက်ခြင်းအပြင်ဒီအပေါ်မှာပြောခဲ့တဲ့ ID တက်ကနေ12 ठी ပါလို့ပြောတာ ਨੇ အတူတူပါပဲဒါကြောင့်မို့ဒီ ID လေးကဒီမှာပေါ့နော်ခင်ဗျာဆိုလို့ရှိရင်ဒါက ID ဖြစ်သွားပြီနောက်တစ်ခုကဒီမှာလေးမြင်းများခြင်းတဲ့တွေ့လား ။အဲဆိုရင်ကျမဒီမှာလေးဟင်းပြန်ပြီးရေးပြမယ်နော် and ပြီးရင် comma ဒီ star လေးကိုပေါ်စေခြင်းနဲ့ဆိုရင် double quote ထဲမှာ star လေးထည့်မယ်။ပြီးရင်လည်း comma ခံမယ်။စနစ်ဆိုတာဒီပြောင်းလဲနေမယ်နောက်ထပ်မတိခိန်းတစ်ခုအိုင်းကိုခေါ်မယ်အဲ့ဒီအိုင်းတို့အန်တို့ကြဒါပဲကုတ်ထဲလို့မရအောင်ဒါပဲကုတ်ထဲလိုက်ရင်သူကဘာဖြစ်သွားလဲဆိုကိန်းတည်ကြီးဖြစ်သွားလိမ့်မယ်ပေါ့နော်စာသာဒါကြောင့်မို့ဒါပဲကုတ်မထဲဘူးအဲ့ဆိုရပြီနောက်တစ်ခုဒီမှာမြင်းများချင်း မိမြချင်းလေးကလည်းပေါ်ခြင်းနဲ့သူကပုံသေးပုံသေးဆိုရင်ဘာလုပ်မှာလဲဒါပဲကုတ်လေးထဲမှာထည့်မယ်ပြီးရနဲ့ဘာလေးခံပေးမလဲကော်မာလေးခံပေးမယ်ရပြီနော်အဲဆိုရင်ဒီနှစ်တွေကိုစားပြူတာက n star လေးကပေါ်စီခြင်းနော် star ကို double cup ထဲမှာထည့်ပြီးရင်12 1 to 12ကပြောင်းနေမယ်မတိခိန် variable တခုဒါကြောင့်မို့ဒီမှာ i comma မိများချင်း equal sign လေးကိုပေါ်ခြင်းနဲ့ double cup ထဲမှာထည့်အဲဆိုဒီထိပ်ပြီးသွားရင် ဆိုအနောက်ဘက်ကကြတော့ဘာလို့မှလဲဆိုတော့ဘာနဲ့ဘာနဲ့မြောက်တာလဲဆိုဒီဒီဘက်က n ဆိုတဲ့အရာလေးနဲ့ဘာလေးနဲ့မြောက်တာလဲဆိုတော့ဒီမှာလေးစဉ်းစားကြည့်လိုက်ဒီ n လေးရယ်ဒီ i လေးရယ်ဘာလို့တာလဲမြောက်တာဒါကြောင့်မို့ n နဲ့အမြောက်ကိုဒီမှာကကြတော့ဒီကွန်ပျူတာမှာ star လေးထည့်ရတယ် n အမြောက်ဒီမှာ i ပေါ့ဟင်ဒီပုံစံလေးရေးရတယ်ဒါကြောင့်မို့ဒီမှာကြည့်လိုက် print print ထုတ်ထားမယ် and comma ဟို star လေးဒါပဲကုန်းနဲ့ထည့်မယ် i ကအရှင် variable ပြီးရင်မြင်များချင်း equal sign လေးထည့်သူလည်းပဲဒါပဲကုန်းလို့ရတယ်ပြီးရင်နောက်ဆုံးမှာအဲဒီနေရာလေးကတွက်ချက်မှုလေးပါတယ်တွေ့လား and နဲ့ i နဲ့မြောက်ပေးမယ်ဒါပဲဆိုတော့သူကပထမတစ်ချိန်မှာဘာဝင်လာခဲ့လဲဆိုလို့ရှိရင်ကဲကျမတို့ခဏလေးဒီဟာလေးတစ်ချက်ကြည့်အောင် ဥမာဆိုပါဆိုအဲကျွန်မကဒီမှာတံပိုးကဒီနေရာမှာနှစ်လို့ထည့်လိုက်ပြီဆိုလို့ရှိရင်โอเคဒီတဲ့ကိုလာခဲ့ဆိုရင်ဒီမှာတချောင်းကတံပထာဒီဘောက်ကိုစားပြူရလဲနှစ်ဆိုရင်နှစ်ကိုကိုစားပြူတယ်အဲပြီးရင်ဘာလုပ်မှာလဲဒါလေးက star ID ဆက်ဆက်ချင်းဘေးကနေစားလဲ1ကနေစားလဲဆို1 မြင်မြချင်းဆိုရင်မြင်မြချင်းအဲဆိုနှင်းနဲ့တက်နဲ့မြောက်တော့နှင်းအဲ့လိုသွားတာပြီးတော့မှတခါသူကအိုင်ကိုတက်တိုးတာဖြစ်တဲ့အတွေ့ဒီဒုတိယမြောက်အိုင်နေရာမှာဘာဖြစ်သွားမှလဲဆိုနှင်းဖြစ်သွားမယ်ဒါကြောင့်မို့သူဒီနှင်းအမြောက်နှင်းအဲဆိုဒီမှာမြောက်လိုက်တော့4အဲဒီလိုဖြစ်သွားတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာအဲ အိုင်တန်ဘိုဒီတက်ကနေစနစ်ထိပြောင်းလဲသွားလိမ့်မယ်တချောင်းမီတချောင်းတချောင်းမီတချောင်းပြောင်းသွားမယ်ဆိုပြောင်းရင်ပြောင်းစနစ်စနစ်ထိရောက်သွားပြီဆိုပါစို့စနစ်ကနေတက်တိုးလိုက်တော့73ဝင်သွားပြီဆော73ကိုဒီကိုပြန်ပတ်တဲ့အခါမှာဒီလိုဒါဒီနာလေးမှာတင်းကိုသူက72ချိန်ပတ်နေမှာဖြစ်ပါတယ်ဆော73လဲရောက်သွားတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင် nested starting hope data ဆိုမဟုတ်တော့မဟုတ်တော့ဒီ program ကနေထွက်သွားမှာဖြစ်ပါတယ်ကြည့်ရဆိုလို့ရှိရင် ဒီအရာလေးဒီဟိုအကြံဉာဏ်ပေါ့နော် knowledge sharing လုပ်ပေးခြင်းဖြစ်ပါတယ်နေ့တွေမှာလည်းဖတ်ပြီးတော့မှဆက်လက်ပြီးတော့မျှဝေပေးပါမယ် bye for now see you next video bye Let's go to San Solo and the fun begins calling adventures me